အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မတီပါတီဗဟိုစည်းဝေးကော်မတီအားပေါ်ပြည်သူအာဏာကြားနဲ့အမှတ်24 2003ခုနှစ်ဇူလိုင်လတုန်းမှာဖော်ပြပါရှိတဲ့စစ်မှုရေးရာကဏ္ဍဖြစ်ပါတယ်။စစ်မှုရေးရာ မနစ်တဲ့လေရင်တင်သင်ပေါ်အာနယ်ပြည်အထူးကြံဖြစ်နေသည့်တိုင်းပြည်များကိုကြီးအမေရိကန်ကရွေးတိုက်နေသည် စိန်ပြေနပြေကြကြနန်းနာပြင်ဆင်ပြီးမှတိုက်သည်ထွက်ပေါက်ပိတ်ပြီးတိုက်သည် အချိန်တို့အတွင်းအဆုံးဖြတ်ကြအောင်လဲတိုက်သည် ထို့သောတိုက်နိုင်ရန်ပင်လယ်ဘက်မှဆိုလျင် လေရင်တင်သင်ပေါ်အစ်စ်နှင့်အတုကိုတုံးသည်အတုဆိုတာကျုံကလေးများကိုတင်စားခြင်းဖြစ်သည် မနစ်မြုပ်နိုင်သောလေရင်တွင်သင်းမောဟုခေါ်သည်ကုန်းတွင်မိုင်းတွင်က သူများနိုင်ငံကလေရင်ခွင်းကြီးများကိုအသုံးခွင့်ရအောင်လုပ်သည်ငွေတွေပုံပေးနိုင်ငံရေးဖိအားပေးပြီးသုံးနိုင်အောင်လုပ်ခြင်းဖြစ်သည်အာဖဂန်စစ်တွင်ဥစဘက်တဂျစ်ပါကစ္စတန်နိုင်ငံများကလေရင်ခွင်းများသုံးခဲ့သည်ယခုအီရတ်စစ်တွင်တူရကီကိုသုံးဖို့ကြိုးစားခဲ့သည်ပင်လယ်ဘက်နှင့်ကုန်းတွင်မိုင်းနှစ်ဖက်ညှက်တိုက်ခြင်းဖြစ်၍ကြာကြာမခံနိုင် ကုံတွေမိုင်းထက်ပင်လယ်ဘက်ကိုအဓိကထားသည်။ဘာကြောင့်လဲ။ပင်လယ်ဘက်တွင် အာသာရီဖြစ်သည်။မိမိကိုလိုနီဖြစ်၍နိုင်ငံရေးဘက်ကစဉ်းစားထောက်ထားเสียလုံးဝမလို့။လေရင်တင်မောကြီးများကလည်းကြိုက်သလိုရွှေ့ပြောင်းတုံနိုင်သည်။မနစ်နိုင်သောလေရင်တင်မောကြီးကလည်းမရွှေ့ပြောင်းနိုင်တာတစ်ခုပဲအားနည်းချက်ရှိသည်။လေရင်အစင်းအတက်ကောင်းယုံမကဘယ်တော့မှမနစ်နိုင်။ယခုဆောင်းမတွင် မနဲ့နိုင်တဲ့လင်းရင်သင်းမောအကြောင်းကိုမိတ်ဆက်ပေးမိအားလုံးက အာရှတွင်သာရှိသည်စစ်အေးခေတ်ကလေးကအသေးချာပြင်ဆင်တိဆောက်ထားသဖြင့်လူလီသေးမရှိအဆင့်မြင့်သည်သုံးဖို့အသင့်အနေထားတွင်ရှိသည်ကိုလိုနီစနစ်ဟောင်းချုပ်ငင်းစဉ်ကဤကျွန်းလေးများကိုအမေရိကန်အင်္ဂလိပ်တို့ကလက်မလွတ်ဖယ်ထားခဲ့သည်လက်မလွတ်ဖယ်ထားနိုင်သည့်အခြေအနေလည်းရှိသည်အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုမရှိ လွတ်လပ်ရေးတောင်းမှာဂရုစိုက်เสียမလို့ယန်ကီးတွေအိမ်ပြန်ဟုတောင်းဆိုမိသူများမဟုတ်အမေရိကန်ဤပေးစာကန်းစာစားနေရသူများဖြစ်သည်အမေရိကန်ကလွတ်လပ်ရေးပေးသွားမှာကိုတောင်းစိုးရိမ်နေရသူများဖြစ်သည်သူတို့သည်ငโกကတော့အညွန့်တုံးသူများမဟုတ် ပေးစာကန်းစာစားတုံးပြီးကိုလိုနီဘဝတွေအသားကျသွားကအညွန့်တုံးသွားခြင်းဖြစ်သည် အာဖဂန်စစ်နဲ့အီရတ်စစ်တွေအေးပါလာမည် ဒီယာဂိုဂါစီယာကျွန်းကို ပထမမိတ်ဆက်ပါမည်ဒီယာဂိုဂါစီယာအိန္ဒိယပြည်တောင်ဘက်တွင်ရှိသည်တချိန်ကအင်္ဂလိပ်ကအုံးကြံများလှုပ်ထားသည်1965ခုနှစ်တွင် အင်္ဂလိပ်ကအမေရိကန်ကို2036ခုနှစ်ထိစစ်အခြေခံစခန်းလုပ်ခွင့်ပေးလိုက်သည်ကျွန်းပေါ်တွင်နေသည့် Lois လူမျိုး၄000ခန့်ကို Mauritius ကျွန်းသို့အတင်းရွှေ့ပြောင်းပစ်သည် မော်ရီရှက်ကျွန်းမှာမိုင်1200กว่าတွင်ရှိသည်ထိုကျွန်းပေါ်တွင်သွားပြီးဆွန့်ပစ်လိုက်ခြင်းဖြစ်သည်အုံဒီခူးငါးများသာလောက်တဲ့သူများဖြစ်၍အခက်တွေ့ကြသည် အမေရိကန်များကဒီယေဂိုဂါစီယာကျွန်းပေါ်တွင်အခြေခံစခန်းတည်ဆောက်ခြင်းကိုလျှို့ဝှက်ထားလိုသည်အိန္ဒိယသမုဒ္ဒရာအပေါ်ဆိုဗီယက်ချင်းကြောက်မှုကိုကာကွယ်ရန်ဟုဆိုပြီးအခြေခံစခန်းဆောက်ခြင်းဖြစ်သည်သို့သောဆိုဗီယက်နှင့်ရင်မဆိုင်ရာပဲအနီးအနားတိုင်းပြည်ငယ်များကိုကျူးကျော်သည့်အခြေခံစခန်းပဲ ဖြစ်သွားသည်။နောင်နေကားဘာဖြစ်မည်မပြောတဲ့။မတရားနှင်ထုတ်ခံရသည့် lies များကဗြိတိရှားတရားရုံးနှင့်တရားစွဲသည်။ဤတွင် အင်္ဂလိပ် American တို့၏လူမဆန်သောလုပ်ရက်ဘွားဘွားကြီးပေါ်သည်။သူတို့ကထိုကျွန်းမှာ လူမနေသည့်ဗျံကြာများသာနေသည့်ကျွန်းဟုပြောသည်။ထာဝရနေတဲ့လူတွေမရှိသေးရ။ပင်လေပြန်လွားဒေတာနေသည့်ကျွန်းဖြစ်အောင်လုပ်ပြမည်ဟုပြောပြီးလူတွေကိုရွှေ့ပြောင်းပြစ်ခြင်းဖြစ်ကြောင် ဝန်ခံလိုက်ရသည်တရားရုံးက Lois မြာပြန်နေခွင့်ပေးကြောင်းဆုံးဖြတ်ပါသည်သို့သောသူတို့ပြန်ခွင့်မရကြချာ American နဲ့1965ကချုပ်ဆိုထားသော စာချုပ်အရ American စစ်စခန်းဖြစ်နေ၍ပြန်ခွင့်မပေးဘဲထားသည်အနည်းဆုံးစာချုပ်တက်တန်းကုန်ဆုံးမြှင့်2036ခုနှစ်ထိစောင့်ရမည်ဟုပြောနေသည် လွိုက်စ်တွေကစစ်ခြေခံစခန်းပိတ်ပစ်စေချင်တာမဟုတ်ပဲအဲ့ဒီမှာသွားပြီးအလုပ်လုပ်ချင်နေကြတာဟုအင်္ဂလိပ်နဲ့အမေရိကန်တို့ကပြောသည်အမေရိကန်စီက လူတစ်ယောက်လျင်ဒေါ်လာတသန်းရောကြီးတောင်းချောင်းလဲရည်သည်လူလေးတောင်သာရှိသည့်ခေတ်နောက်ကျသည့်လူမျိုးများမှာ အင်္ဂလိပ်အမေရိကန်တို့ပြုသည်မြနှုတ်ရမည်လူများဖြစ်သည်လှုပ်သည်မြခံပြီးပြောသည်မြကိုမြည်သို့မြမတုံ့ပြန်နိုင်သည့်ဘဝဖြစ်၏သူတို့ကတရားစွဲရကောင်းမှမသိ စိတ်ရင်းကောင်းသည့်အမေရိကန်အင်္ဂလိပ်များကရှေ့နေလို့ဆွဲပေးခြင်းဖြစ်၏ဒီယာဂိုဂါစီယာစစ်ခြေကိုက်စခန်းတွင် B52 နှင့် B1 ဘုံကျဲလေယာဉ်ကြီးများချထားသည် ထိုတဝိုက်တွင်ပြိုင်ဘက်ကင်းမင်းမူနေကြသည်ဤခြေဆိုင်စခန်းသည်အာရက်ကဘာကို ယခုဥတည်နေပါသည် နောင်တွင်ကမြည်သည့်ဘက်ဥတည်မီမပြောနိုင်သေးပါအိန္ဒိယကမ်းခြေနှင့်အနီးလေးဖြစ်သည်သူတို့၏လက်တံကရှိပါသည် B52 နှင့် B1 တို့အစွမ်းကလည်း ထပ်ပါသည်ဂူအမ်ဂူအမ်ကျွန်းကတော့ဒုတိယကမ္ဘာစစ်အတွင်းကလေးကကြော်ကြားသည့်စစ်စခန်းဖြစ်သည် လူဦးရေတသိန်းခွဲကျော်ရှိသည် လူမျိုးကများသည်တရုတ်ဂျပန်ကိုရီးယားများလည်းနေသည်လွန်ခဲ့သည့်နှစ်2000ကျော်ကလေးကနေလာကြသူများဖြစ်သည်စပိန်ကသိန်းနောက်အမေရိကန်လက်ရောက်နောက်အမေရိကန်ကဂျာမနီကိုရောက်နောက်ဂျပန်လက်အောက်ရောက်နောက်ဆုံးတော့အမေရိကန်အောက်တွင်ဇက်သိန်းနေသည့်ဂျွန်ဖြစ်သည် American Colony ဟုပြောရမည်။ American ပြည်တော်စုအတွင်အကျုံးဝင်တော်လဲနိုင်ငံသားအခွင့်အရေးမရ။ Guam ကျွန်းအခြေစိုက်စခန်းသည် Pacific အနောက်ပိုင်းအတဝန်းကိုကြီးစိုးသည်။ Vietnam စစ်တွင်အရေးပါခဲ့သည်။ယခုမြောက်ကိုရီးယားကိုချိန်ချောက်နေသည့်စခန်းဖြစ်၏။သူ့လက်တံရှိသည်။ Formosa ကိုလည်းတရုတ်ပြည်တိုက်ဖို့အတွက်မနစ်နိုင်တဲ့လေရင်ကွင်းလိုသဘောထားခဲ့သည်ဗမာပြည်အတွက်စဉ်းစားကြဗမာပြည်သည် ဒီယာဂိုဂါစီယာနှင့်ဂူအမ်ဂျားတွင်ရှိသည်သူတို့၏လက်တံမှီသည်ဗမာပြည်ဘေးပတ်လက်ရှိနိုင်ငံများတွင်စစ်ရေးအတွက်အသုံးဝင်မည့်ကုန်တွင်ပိုင်းလေယာဉ်ဝင်ကြီးများလည်းရှိသည်ဗီယက်နမ်စစ်တွင်က ထိုင်းမှလေယာဉ်ဝင်ကြီးများကိုတုံးပြီးဗီယက်နမ်ကိုဘုံမိုးရွာခဲ့ပူသည်ဗမာပြည်တရဦးကအပြည်ပြည်ဆိုင်ရာ လေစိတ်ကြီးကလည်းဘာမှကောင်းကျိုးမပေးခဲ့တော့လေတနေ့တွင် ဆိုးကျိုးပေးလာမလားဆိုတာစောင့်ကြည့်ရမည် ဣရပ်ပြည်သူများ၏ဘဝမျိုးမကြရောက်ဖို့လိုသည်သူတို့ဘဝကအသေးနာစရာကောင်းလာ၏ကိုကိုတိုက်ဖို့ပြင်းနေတာကိုဘာမှမတုံ့ပြန်နိုင်ပဲအန်ရဲကြရောက်မိကိုစောင့်နေရသည့်ဘဝဖြစ်၏ကိုကိုကာကွယ်ပေးဖို့တာဝန်ရှိသည့်အစိုးရကိုလည်းအာမကုန်နိုင် ကိုကိုတိုင်းနဲ့ကို့ကျမကို့လက်ထဲရောက်အောင်မလုပ်နိုင်သည့်ဘဝဖြစ်၏ဤဖြစ်မျိုးဗမာပြည်ပြည်သူတွေလုံးဝမကြရောက်စေရမှာပြည်သူဘက်သားအလုံးဤတာဝန်ဖြစ်၏ ဗမာပြည်ကွန်မြူနတီတာဝန်ဖြစ်၏ဤတာဝန်ခြေပုံရရလိမ့်မည်ဥအောင်ချနောက်မှရှင်တက်ဥအောင်ချနောက်မှရှင်ဆိုတာအခုမှပေါ်တဲ့လုံနည်းတော့မဟုတ်ဘုတ်တီထွင်တာလည်းမဟုတ် လူပရိပခတွေစပေါ်ကြတဲ့ကရှိခဲ့တာပါဒါကိုကတခြားတရိတ်ဆန်လောကနဲ့ရှင်ရင်တိုးတက်တယ်ဆိုရမှာပါတရိတ်ဆန်ကတော့ဥအောင်ချတာပဲရှိပြီးနောက်မှရှင်တာမပါဘူး လူကတော့သူလောက်တာတရားတယ်ဆိုတာဖြစ်ဖို့ရှင်းပြဖို့လူတယ်ဥအောင်ချတယ်ဆိုတာချကျင်တိုင်းချလို့ရတာမဟုတ်ဘူးအားကြီးသူဖြစ်ဖို့လူတယ်အာနာရှိသူလည်းဖြစ်ဖို့လူတယ်ဒါမှဥအောင်ချနိုင်တာဖြစ်တယ်1839တုန်းကတော့ဗြိတိရှားကအားကြီးနေခြင်းဖြစ်လို့အမေရိကန်ဥအောင်ချခံရဘူးတယ်အမေရိကန်သင်္ဘောကာရိုလိုင်းမော်တက်ပြီး အင်္ဂလိပ်ကလူသက် သင်္ဘောကိုရေဒီဂွန်နဲ့မျောချတာခံရဘူးတယ်။မြစ်တိမ်ပြောတာကသင်္ဘောပေါ်မှာအမေရိကန်အဖြတ်အမှောက်သမားတွေပါနေလို့ဥအောင်ချရတာပါတဲ့။အခုခေတ်ကအမေရိကန်အင်အားကြီးတဲ့ခေတ်ပဲ။ဥအောင်ချနိုင်တာချကျင်တာသူပဲရှိတယ်။သူများကချကျင်အောင်တော့မချနိုင်ဘူး။မချဝင်ဘူး။ဥအောင်ချတာမှာတစ်ဖက်ခံရသူကဥကြိုပြက်ဝက်သွားရင်တော့ဘေးလူကို ကိုလောက်တာတရားတယ်လို့ရှင်းပြလို့ရတယ်။တစ်ဖက်ခံရသူကပြန်လှန်နေရင်တိုင်းပြည်တပြည်တည်းအတွင်းချတာဆိုရင်ပြည်တွင်းစစ်ဖြစ်မယ်။ရှင်းလို့ဆုံးနိုင်မှာမဟုတ်ဘူး။နိုင်ငံချင်းချတာဆိုရင်နှစ်နိုင်ငံစစ်ဖြစ်မယ်။သူ့ဘက်ကိုယ့်ဘက်မဟာမိတ်ဖွဲ့ပြီးတိုက်ကြရင်ဒေသန္တရစစ်ကဘာနဲ့ချီမဟာမိတ်ဖွဲ့တိုက်ကြရင်ကဘာစစ်ဖြစ်မယ်။အခုတော့ American ဘက်ပါတဲ့မဟာမိတ်ဆိုတာတွေပဲရှိသေးတယ်။ တစ်ဖက်ကစစ်မဟာမိတ်မဖွဲ့သေးဘူးနှစ်စစ်နဲ့အနိုင်ရှုံးဆုံးဖြတ်ပြီးရင် နိုင်သူက ရှုံးသူကိုတရားခံလောက်ကြတာပဲရှင်းပြတာလောက်เสียမလို့တော့ဘူးရှင်းပြတာကို တကူတကမလောက်တော့ပေမဲ့နိုင်တဲ့လူက နိုင်ပြီဆိုပြီးပေါ့မနေဘူးနောင်ပြန်မလှန်နိုင်အောင်ကပအဖွဲ့စည်းကြီးဖွဲ့တယ်ကပကုလသမဂ္ဂဆိုတာလေအဲ့ဒါမျိုးပဲကုလသမဂ္ဂရဲ့ဗြိဉ္ဉ္စရံပုံမှန်51မှာ ကိုယ်ကိုလက်နဲ့နဲ့တိုက်ခံရရင်ခုခံပိုင်ခွင့်ရှိတယ်လို့ရေးထားတယ်။အတိုက်ခံရရင်လို့ဆိုတာ အတိုက်ခံရစရာရှိရင်လို့မဆိုလိုဘူး။ဒီစာပိုက်ကစစ်အေးခက်မှာအလုပ်ဖြစ်ခဲ့တယ်။ဒါပေမဲ့အခုကမ္ဘာအခြေအနေပြောင်းသွားတော့ဒီပုံမှ51ကအလုပ်မဖြစ်တော့ဘူး။ American ကချိုးဖောက်လိုက်တယ်။ဘာကြောင့် American ချိုးဖောက်တယ်ဆိုတော့တစ်ဖက်ကတိုက်လာမဲ့သူက တိုင်းပြည်မဟုတ်ဘူး။ အစိုးရဖွဲ့မဟုတ်ဘူးအယ်ကဒါလိုအိုစမာဘင်လာဒင်လိုဟာဖြစ်နေတယ်ဒါတော့အတိုက်ခံရစရာရှိရင်ဥအောင်ချရေးလို့အမေရိကန်ကသူ့သဘောနဲ့သူပြင်ပစ်လိုက်တာပဲကုလသမဂ္ဂကိုကြော်ပြီးလုပ်တာပဲအီရတ်ကိုမတိုက်ခင်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ထောက်ခံချက်ရမလားဆိုပြီးလုပ်ခဲ့ပါသေးတယ်လုံခြုံရေးကောင်စီမှာအီရတ်ရဲ့အစုလိုက်အပြုံလိုက်တေစီတဲ့လက်နက်အယ်ကဒါနဲ့ဆက်ဆက်ဆိုတာတွေ မရိကန်နိုင်ငံသား၏ဝန်ကြီးက slide တွေဘာတွေနဲ့ရှင်းပြပေးမဲ့အရာမရောက်ခဲ့ဘူး Bush တို့ Blair တို့ကလုံခြုံရေးကောင်စီကနေထောက်ခံချက်ရစရာမရှိဘူးဆိုတာသိတော့ Atlantic သမုဒ္ဒရာလေက Azores ကျွန်းမှာတွေ့ကြပြီးကုလသမဂ္ဂကိုဘေးချိတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်ဒုတိယကမ္ဘာစစ်အစက Roosevelt Churchill ရဲ့ Atlantic Charter ကိုအားကျပုံပေါ်ပါရဲ့သူတို့လည်းသမိုင်းဝင်ပုံကူတွေဖြစ်ချင်ကြတယ် တမိုင်းတော့ဝင်ပါပါဒါပေမဲ့ဘယ်လိုတမိုင်းဝင်မလဲဆိုတာတော့စောင့်ကြည့်ရပေးလိမ့်မယ်ရူးစဖက်ချာချီတို့လိုလားဟစ်တလာမူဆိုလီနီတို့လိုလားကြာကြာတော့စောင့်ရမယ်မထင်တော့ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကိုဆရမ်တို့ကဂရုမပြုဘဲနေလို့တိုက်ရတဲ့ဆိုတဲ့အကြောင်းပြချက်ကလည်းခိုင်မာမှုမရှိဘူးအစ္စရေးကရော လိုက်နာခဲ့လို့လားကျူဘာပြည်တနာဆုံးဖြတ်ချက်ကိုရော မရိဂန်လိုက်နာခဲ့လို့လားတကယ်တော့ဘုရှ်နဲ့ဘောင်းပါတွေဟာ2004ခုနှစ်မှာလုံမဲ့သမရယူကော့ပွဲရဲ့ကဘာခင်းချင်းသည့်စိတ်တန်းကြချမှတ်ဖို့ရဲ့ဒီနှစ်ခုအတွက်တိုက်တာပဲအီရက်စစ်ပွဲကိုအချိန်တိုနဲ့အနိုင်ရနိုင်ပါတယ်ဒါပေမဲ့နောက်ဆက်တွဲပြဿနာတွေကိုရင်ဆိုင်ရလိမ့်မယ်ပြဿနာတွေကိုရှင်းနိုင်ရင်တော့2004ယူကော့ပွဲမှာအနိုင်ရကောင်းရပါလိမ့်မယ်ဒါပေမဲ့စိတ်တန်းကြကဘာခင်းချင်းသည့်တော့ချမှတ်နိုင်မှာ မဟုတ်ဘူးဒါတိတ်သေးကြတယ်။ဘာကြောင့်လဲဆိုတော့20ရာစုကဘာသူကဘာသားတွေနဲ့အမေရိကန်ဆိုရရင်ဆိုင်ရမှာဖြစ်လို့ပဲ။20ရာစုကဘာသူကဘာသားဆိုတာထဲမှာအမေရိကန်ပြည်သူတွေလည်းပါတယ်။အမေရိကန်ပြည်သူတွေဟာကဘာကြီးကိုကောင်းကျိုးအလီလီပြုခဲ့တဲ့ကြီးမြတ်တဲ့ပြည်သူတွေဖြစ်တယ်။အမေရိကန်လွတ်လပ်ရေးကြေညာစတဲ့ကိုရေးခဲ့တဲ့ပြည်သူဗီယက်နမ်စစ်ကိုအရှုံးနဲ့ပိုင်းအောင်တွန်းအားပေးခဲ့ကြတဲ့ပြည်သူဖြစ်တယ်။အဖိနှိတ်ခံပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေတွဲပြီးကြီးနိုင်ငယ်ညင်းကပအခင်းချင်းကို အုံကြွဆန့်ကျင်ကြမှာဖြစ်လို့ဘော့ရှ်နဲ့ပေါင်းပါများချမှတ်ခြင်းနဲ့စိတ်တိုင်းကြကပခင်းချင်းသည်ဘယ်တော့မှဖြစ်မှာမဟုတ်ပါဘူးလေးဦးအောင်ချာရေးကိုအမေရိကန်ကနမူနာလောက်ပြလိုက်ပြီးဖြစ်လို့သူ့ကိုတုပြီးတခြားနိုင်ငံတွေကပါဦးအောင်ချာရေးလိုက်လောက်ကြရင်ခက်ကုန်တော့မယ်ဥပမာဆိုပါတော့အိန္ဒိယနဲ့ပါကစ္စတန်ရန်ဆောင်နေကြတာ လူတိုင်းသိပဲသူတို့ကအမေရိကန်ကိုအတူယူပြီးဥအောင်ချကြရင်ဘယ်လိုဖြစ်သွားမလဲသေချာတာကတော့ဥအောင်ချရေးလိုက်လုံကြရင်ကဘာကြီးပြောင်းဆန်သွားမယ်အမေရိကန်စိတ်တိုင်းကြကဘာခင်းချင်းသစ်ဖြစ်မလာပဲထိတ်မနိုင်သိမ့်မရပြောင်းဆန်တဲ့ကဘာခင်းချင်းသစ်ပဲဖြစ်လိမ့်မယ်ကဘာနဲ့ချီပြောနေတာဟာအာရှမှာဖြစ်သမျှအမှုဗမာပြည်ကိုပတ်လာမှာ ဖြစ်လို့ဗမာပြည်အနေနဲ့လှုပ်เสียရှိကြလှုပ်ဖို့ ြင်စရာရှိတာပြင်ဖို့နှိုးဆော်ချင်တာအဓိကပါအာဖဂန်စစ်ပွဲမှာလူတွေဘလောက်သေခဲ့တယ်လဲတမြည်သူမှဂါဂနာနာမသိပါမှန်းကြီးဖြင့်ပြောနေကြရသည်အီရတ်စစ်ပွဲတွင်လည်းထိုးသွပစ်လိမ့်မည်အမေရိကန်က သူ့စစ်သားဘလောက်သေတယ်လဲဆိုရတာကယူဆိုင်သည်ကျန်တာသူ့တော်မှာမဟုတ်အမေရိကန်တယောက်ဤလူတန်ဖိုးဥရောပလူပြူဤတန်ဖိုးအာရှတိုက်သားတန်ဖိုး အာဖရိကတိုက်သားတန်ဖိုးလက်တင်အမေရိကတိုက်သားတန်ဖိုးကို အမေရိကန်တို့ကဒန်းလူမထားပါတလောကအမေရိကန်နိုင်ငံသားဖြစ်နေသည့်ကျူဘာပြည်ပြေးတချို့ကကျူဘာကို လေရင်ဖြင့်ကျူးကျော်၏ကျူဘာကပစ်ချ၍တည်သွားကြသည်ဒါကိုအမေရိကန်တရားရုံးတစ်ခုကအမှုဖွင့်သည် အမေရိကန်နိုင်ငံသားများအားသေစေမှုဖြင့်ကျူဘာကရော်ကြေးပေးရမည်ဟုစီရင်သည် ရော်ကြေးကမနေမနောဒေါ်လာတန်ပေါင်းရာချီသည် အီတလီတွင်အမေရိကန်လေတရဲအုပ်ကကမင်းကျော်ထပြီးကောင်းငင်ကေဘယ်ကျိုးအောက်ကဖြတ်မောင်းသည်ကျိုးကိုတိုက်မိပြီးကျိုးပြက်ကျသဖြင့်လူတွေသေသည်အမေရိကန်စစ်ခုံရုံးကဒေါ်လာသိန်းကန်းထင်သည် ရော်ကြီးပေးစီဟုစီရင်သည် တောင်ကိုရီးယားတွင်တန်ချက်ကကားတိုက်၍ကျောင်းသူနှုတ်ဦးသေသည်ရော်ကြီးဘလောက်ပေးတယ်လဲမသိရတောင်ကန်းအလွန်ဆုံးသိန်းကန်းပဲဖြစ်ပုံများသည် တခြားနေရာများတယ်တော့တပြားမှမပေးမပေးရင်သာမက အရက်သားသေးတာကိုစိတ်ရင်မပြည့်စု မနေနိုင်သူများကပြည့်စုတော့ညဉ့်ညင်သည်နေ့မနေနိုင်သူများပြည့်စုသဖြင့်အာဖဂန်စစ်နှင့်ပတ်သက်ပြီးတေကြည်မှုကိန်းဂဏန်းတချို့ရထားသည်လူအခွင့်ရေးစောင့်ကြည့်ရေးဖွဲ့ NGO က3ဦးပါအဖွဲ့လွတ်ပြီးစည်ရင်ကောက်ရာ100နဲ့350ပဲရသည်ဟုဆိုသည် ထိုအဖွဲ့ကထိုတို့ပင်အများကြီးရှော့ပေါ်စင်းသွင်းသည့်အကျဉ်းရှိသည်အမေရိကန်အစိုးရကတော့သူ့ထက်ရှင်းသည်2001အောက်တိုဘာလ9ရက်တွင်စပြီးဘုံကျဲကလေးကအရက်သားအသေးပြောက်စည်းမကောက်နဲ့ဟုဆုံးဖြတ်တတ်သည်သူတို့အမေရိကန်နဲ့အင်္ဂလိပ်ကအရက်သားအသေးပြောက်မရှိအောင်တိတ်ကိုဂရုစိုက်ပြီးဘုံကျဲပါမည်ဟုပဲကတိပြုသည်သူတို့ဘုံတွေကတိတ်ပြီးတိကျလွန်ပြစ်မလွဲဖြစ်လွန်းလို့လူโซတွေပဲတေးပြီး လူကောင်းတွေမထီဟုပြောသည်တရားမင်းဝရဇင်လက်နက်မျိုးပဲပဲအပြစ်မဲ့အရက်သားထီလျင် လူစိုးမှုထီကြဟုပြောလိမ့်မည်ထင်သည်သုံးအစိုးရကသူတို့နဲ့မဆိုင်သလိုလုပ်နေတော့မနေနိုင်သူများနဲ့ NGO များကစည်းရင်းကောက်ကြသည်အဖွဲ့၉ဘွဲ့စည်းရင်းကောက်ရာတွင်၈ဘွဲ့ကစည်းရင်းထုတ်ပြန်လိုက်ပြီး3500သေ2650သေ2960သေဟုဆိုကြသည် အမေရိကန်ပေါမခတ်တူကြီးစင်းက3125မှ3620ကြားဟုဆိုသည်ရိုက်တာသတင်းဌာနကတော့1000လောက်ဟုခန့်မှန်းသည်အမေရိကန်ညံကြီးရှင်တို့အဖွဲ့တစ်ခုကယူဂိုစလာဗီးယားမှာထက်အာဖဂန်မှာကလေးစားပိုသေးသည်ဟုဆိုပြီး1300ကြားဟုပြောသည်ဘာကြောင့်လေးစားပိုသေးတယ်လဲဆိုတာကိုညံကြီးရှင်များ၏အကြောင်းပြချက်က ယူဂိုစလက်မာလိုတိကျတဲ့ပြစ်မလဲဘုံကြီးသုံးတာမဟုတ်ပဲဘုံမျိုးစုံသုံးလို့ဟုပြောသည် နောက်ចောင်းပြချက်တစ်ခုကအဲကာရီးယားနဲ့တာလီဘန်ခေါင်းဆောင်တွေနေတဲ့အိမ်တွေဘုံကျဲလို့ဘေးကလူတွေပါ ထိကုန်တာဟုပြောသည်သူတို့အကြောင်းပြချက်ထဲမှာ အာရှလူဝါလူညိုနဲ့ဥရောပလူပြူမတူလို့ဘုံကျဲဘုံချင်းမတူကြလို့မပြောပါ AB သတင်းဌာနကလည်းစည်ရင်ပြုစုသည်ယာကနန်းမဲ့တည်တယ် ထောင်ငန်းချီပြီးမသေးဟုပြောသည်900 600တေးသည်ဟုဆိုသည်သူတို့စီးရင်တွေကိုဆေးရုံတွေဘုံကျဲတဲ့နေရာတွေမျက်မြင်တက်တဲ့ဇီကနေရတာဟုပြောသည်တေးလျင် ချက်ချင်းတကြိုတာဆေးရုံမရောက်တာကိုသူတို့ထဲ့မပြောပါ Boston Globe သတင်းစာကတော့တထောင်နဲ့အထက်ဟုဆိုသည် NGO တခုကတော့စုစုပေါင်းမပြောပဲဘုံချသည့်ဆေးနေရာကိုသာကွက်ပြောပြီး112ယောက်တေးသည်ဟုဆိုသည် လော့စ်အန်ဂျလိစ်တိုင်းကတော့အောက်တိုဘာနဲ့ဖေဗရီကြားတွင်1069ရက်မှ1200ကြာသေးသည်ဆိုသည်နယူးယောက်တိုင်းသတင်းတော့ကတော့17နေရာမှာသေးတာ408နဲ့509ကြာဟုရေးပြီးအရန်ကာရောဘုံကျဲလို့ဒီလောက်သေးတာဟုမှတ်ချက်ပေးလိုက်သည်ကာဝေးဝင်းကြီးကဒေါသဖြင့်ဒီလိုရေးရခေါင်းလာဟုမှန်မဲသည်အမေရိကန်မြန်နဲ့ဗီယက်နမ်ယောဂဆွဲကတ်ဆဲဖြစ်သည် အမှန်မပြောရဲစည်ရင်မကောက်ရဲခြင်းသည်ထိုယောဂါ၏ရောင်ပြန်ဟချက်ဖြစ်သည်စစ်တိုက်နေတုန်းစစ်သည်င်းမရေးစေခြင်းသလိုစစ်တိုက်ပြီးတော့လဲတစ်ဖက်ကအသေးပြောက်ကိုမရေးစေခြင်းကြာအမေရိကန်စစ်သားမတည်တာပဲရေးစေခြင်းသည်ဗီယက်နမ်စစ်ပွဲကိုစစ်ရေးအရရှုံးတာကနောက်မှဘွေဇော်ဦးရှုံးတာကမီဒီယာတိုက်ပွဲမှာဟုထင်နေစေဖြစ်သည်ထို့ကြောင့်9/11ကိစ္စပြီးကြတဲ့ကမျိုးချစ်ယောဂါထနေသောအမေရိကန်များသည် စစ်သတင်းကိုစစ်တိုက်နေလို့မရကြပင်တဂွန်ကထုတ်ပေးတာပဲတာဝန်သိသိရေးကြသည်စစ်တိုက်ပြီးတွင်လည်းအရက်သားများတေတာကိုရေးဖို့ရှောင်ကြသည်အမေရိကန်အစိုးရကတော့လက်ပြမလုံ၍ဘာမှမရေးစီခြင်းသူတို့လှုပ်ထားတာတွေက လူသိခံလို့မရတာတွေဖြစ်သည်လမ်းပေါ်တွင်လှုပ်ရှားသွားလာနေသည်မကားများယင်များကိုပြစ်ခတ်ဘုံကျဲသည်စေပေကံအတန်လွင့်ယုံတို့ကို တိုက်ခိုက်သည်ဒါတွေက စိတ်ဥပဒေကိုဆန့်ကျင်ပြီးလောက်တာဖြစ်၍စိတ်ရသွေးမှုမြောက်သည်9/11ကြောင့်မျက်စိပြသွားတာမကြခင်ပျောက်လိမ့်မည်ချင်သည်တမာတမတ်ကြသည့်အမေရိကန်များကပြောကြရေးကြလိမ့်မည်ယခုဆောင်းမပါချက်လက်များမှာအမေရိကန်တက္ကသိုလ်တစ်ခုကပါမောက်ခမတ်ဟာရိုဤဆောင်းမကိုအခြေခံထားခြင်းဖြစ်သည်အမေရိကန်ဆိုရကတိုက်နေသည့်မတရားသောစစ်ကိုရက်တက်အောင်လုပ်ပေးနိုင်သည့်သူများမှာတက် ကျူးကျော်သူကိုစန့်ကျင်ခုခံစစ်ဆင်နွှဲသော တော်လန်သည့်ပြည်သူနှစ်တရားမျှတမှုကို လိုလားသောအမေရိကန်ပြည်သူသောတရားသည့်ဘက်ကိုထောက်ခံသောကမ္ဘာပြည်သူများသာ ဖြစ်သည်